လာကြည့်ပါအဲ့မြို့ပေါ်မှာနေနေတဲ့လူတွေစစ်ကောင်စီကဘာမှမလုပ်ပါဘူးဟိုအေးစစ်သေးတဲ့မဲလာပေးပါဆိုတဲ့လူတွေခင်ဗျားတို့လာကြည့်ပါเนาะကျွန်တော်ကိုယ်တိုင်ကျွန်တော်ရှိမှလည်းပျက်စီးဆုံးရှုံးသွားတဲ့ဟာတွေတေဆုံးသွားတဲ့အနိုင်ကျင့်ပြီးတော့ရွာတွေမိရှုလေနေနဲ့ဘုံကျဲเนาะနေ့စဉ်နဲ့အမြဒီလိုလုံနေတာကိုကျွန်တော်တို့ကဘာကြောင့်လက်ခံမှာ ားလုံးမင်္ဂလာပါခင်ဗျာအင်မတန်မှခြုံထက်တဲ့အမှုပညာလက်နက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ညီကိုဒီပေါ့ကတ်အစီအစဉ်လေးပြောနေတာရှိပါတယ်အရင်တစ်ပတ်ကတော့ကျွန်တော်တို့ဒီမာလာတို့ရဲ့မတရားပြုလုပ်မဲ့ခွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဝါဒဖြန့်ကြတဲ့ရုပ်ရှင်တရုတ်ဆောင်တွေမင်းသားတွေမင်းသမီးတွေအကြောင်းကိုကျွန်တော်တို့ပြောခဲ့ပြီးဖြစ်ပါတယ်အဲတော့ဒီနေ့မှလည်းပြောစရာကထပ်ပြီးတော့ပေါ်လာပြန်ပါတယ်မနေ့ညကပဲဟိုဆိုင်းဘုတ်လေးတွေခြင်ပြီးတော့နော် MRTV မှာသွားပြီးဆိုင်းဘုတ်လေးတွေခြင်ပြီးတော့ မဲပေးကြပါဖြူပေးကြပါဝါပေးကြပါဆိုပြီးတော့အတင်းအာဓမနောက်အတင်းအာဓမတောင်းဆိုလာတဲ့နော်ဟိုအစိုးတော်တွေအစိုးတော်တွေဟိုဘောင်းဆောင်ပေါ့နော်ဟိုကဏ္ဍအသီးသီးကဘောင်းဆောင်ပေါ့အခုဆိုရင်အဲခုနိုင်ကြီးလေးပြောသလိုဟိုဟာတွေကဒကဏ္ဍမင်းသားမင်းသမီးတွေလူရှင်တော်တွေလှည့်ပြီးသွားပြီဒီတခါကျတော့ဆိုကြမယ်ဟစ်ကြမယ်လူတွေလာဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ခေါင်းစဉ်ပေးထားသလိုမျိုးပါပဲအမှုပညာလက်နက်ပါ ဒါကလက်နက်တခုဖြစ်ပါတယ်ပြည်သူကိုကာကွယ်လို့ရတယ်လို့ပြည်သူကိုတတ်ဖြတ်နိုင်ပါတယ်ကျွန်တော်တို့ရဲ့မူရင်းရည်ရွယ်ချက်ကဘာဖြစ်မလဲဆိုတဲ့အပေါ်မူတည်ပြီးတော့တည်ရောက်မှုတွေရောက်ရှိလာမှာပါဟုတ်ကဲ့အခုဆိုလို့ရှိရင်ကျွန်တော်တို့အစူရိုတွေထဲမှာအများကြီးပါတယ်အမေကြီးထင်ရှားတဲ့အစူရိုတွေရှေ့တုန်းကအစူရိုတွေရောအခုအစူရိုတွေရော နောက်ပေါက်တွေရောရှေးပေါက်တွေရောနောက်ပေါက်တွေရောရှေးပေါက်တွေရောဘေးပေါက်အကုန်လုံးပါကြတယ်အောင်ထက်တို့ကျွန်တော်ခဏနေရင်တော့အဲ့ဒီစင်ရင်စရာတွေဒီပါတဲ့သူတွေရဲ့စင်ရုပ်ကျွန်တော်ပြောပြပါမယ်အဲ့တော့ဒီနေ့သကောင်းဝိုင်းမှာအဓိကပြောချင်တာကအယူဆတစ်ခုရှိပါတယ်အဲ့ဒီအယူဆကသူတို့ကအာနာရှင်အုပ်ဆိုးတဲ့လက်အောက်မှာနေရတာဖြစ်တဲ့အတွက် မလူတာမလွန့်တာအချိန်နေမလို့မတရားဖိအားပေးပြီးတော့ခိုင်းစေတဲ့အတွက်လုတ်ကန်ဆောင်ရွက်ရတာဖြစ်တယ် သူတို့ကိုတော့နားလည်ပေးရမယ်အများကြီးအမုန်းမပွားကြပါနဲ့ဆိုတဲ့အယူဆမျိုးတင်လာတာရှိတယ်อืมများသောအားဖြင့်တော့6800သားတွေရဲ့ဘောမတွေဒီဘောမအတိုင်းဝိုင်းကလူတွေပြောတာများပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေးရရေးကြည့်ပါတယ်ပြက်ပြက်သားသားနဲ့မတွေးခေါ်နိုင်ဘူးအချက်လက်တွေကိုမသုံးသတ်နိုင်ဘူးဆိုလို့ရှင်ကျွန်တော်တို့နားလည်ပေးလိုက်ရင်လေခွင့်လွှတ်ပေးလိုက်ရင်လေသူတို့မှာအပြစ်ကင်းစင်သွားနိုင်တယ်လို့ကျွန်တော်တို့တည်တည်ချာချာစဉ်းစားကြည့်ရင်လေဒါကဘလောက်တီချွန်ထက်တဲ့ လက်နက်နဲ့ပြည်သူတွေကိုဒုက္ခပေးတာပြည်သူတွေကိုတတ်ပြတ်တာဖြစ်လေဆိုတာကိုထင်ထင်ရှားရှားတွေ့နေရတာအဲ့တော့ကျွန်တော်တို့အကိုလူရှင်တော်ကိုကဲကစင်ပေါ်မှာအများကြီးဟာတာပသိရင်ကာလာမှာစင်ပေါ်မှာအများကြီးပြည်သူကိုရဲဆိုရဲငိုဆုံကိုဟာလို့ရဲဆိုရဲငိုဆုံကိုလို့ပြောလေဆိုရင်ရဲတရားဟာတာပြက်လုံးနေပြောရင်အောက်ကပြည်သူကတဝါဝါတဟားဟားနဲ့ပစံမစိအောင်ဒီမောပြောရှင်ဒီမောပြောရှင်ဟာငူးတရားဒရမာတွေဒီဇလန်တွေ ဆက်ွက်တီးပေးလဲဆိုရင်ပေးလို့ရှိရင်လေငိုွားပြန်ငိုွားပြန်အဲတချို့ကျန်းတန်းတဲ့နေရာဆိုတော့တို့ဟိုတအားငိုွားပြီးတော့လူချမ်းတွေပိုင်းတော့ထွက်ထိုးတာရောထက်ရိုက်တာတို့ပါဘူးအဲ့လိုမျိုးတွေကြုံမှုပါတယ်ဟုတ်ကဲ့ပါအဲ့တော့အမှုပညာလက်နက်ကအဲ့လိုမျိုးရှိပါတယ်ဒါကြောင့်မလို့အခုလိုမျိုးအမှုပညာလက်နက်နဲ့တစ်ဖက်ကပြည်သူကိုမတရားချုပ်ချယ်မတရားအနိုင်ကျင့်ပြီးတော့ပြုလုပ်မဲ့တရားဝင်လူသက်ခွင့်လိုင်စင်ရယူမဲ့အခြေအနေမှာပူးပေါင်းသွားကြတဲ့အမှုပညာသမားတွေကိုကျွန်တော်တို့ကနားလည်ခွင့်လို့ရမှာလား တခြားတချို့ပြောနေကြတယ်လို့မျိုးသူတို့လက်အောက်မှာမဖြစ်မနေလုပ်ပေးရမှာမို့လို့လုပ်လိုက်ရတာဆိုပြီးတော့ဖြစ်တွေ့ပေးရမှာလားကိုကဲရောဘယ်လိုမျိုးစဉ်းစားလဲလူတို့ဖြစ်တွေ့ပေးလို့ရမှာဒါကတော့ရှင်းရှင်းလေးပဲသူကသူကအကြောက်တရားမျိုးဝိုင်းကျွန်တော်တို့ဟိုအမြဲပြောနေကြစကားလိုပဲကျွန်တော်တို့လူတွေကဟိုဒီကောင်တွေကငိုတွေကအကြောက်တရားရိုက်သွင်းတာလားဟိုခက်ဆက်ဆက်တွေကအကြောက်တရားရိုက်သွင်းတာသူကအခုချိန်ထိသူတို့မှာအိုက်စိတ်တွေရှိတယ်အဲအကြောင်းမို့သူကအကြောက်တရားရိုက်သွင်းထားတဲ့အတွက် တို့ခိုင်းသမျှလုပ်မယ်သူကအဲ့လိုပဲသွားနေမှာအဲ့တော့ဘာမှနားလဲပေးစရာအကြောင်းမရှိဘူးဘာလို့နားလဲပေးစရာအကြောင်းမရှိလဲခွင်းတော့ခုနလိုကိုညီလေးပြောဆိုတိခံရမယ်ဒါမှမဟုတ်နားလဲပေးလိုက်ပါပြီးဝင်ပြီးသွားမှာပဲဆိုတဲ့ဟာမျိုးတွေကိုကြောက်လဲမဟုတ်ပြန်ဘာလို့မဟုတ်လဲဆိုတော့ကျွန်တော်ကဟိုတဦးတယောက် ကောင်းမှုအတွက်တိုက်ပွဲဝင်နေတာလည်းမဟုတ်ဘူးတော်လန်နေတာလည်းမဟုတ်ဘူးဟုတ်ဒီတနိုင်ငံလုံးကောင်းမှုတော့အကုန်လုံးကကိုတာဝန်ကိုယူနေကြတဲ့အချိန်ဟုတ်အဲ့ဒါတို့ပြောညံ့တာနော်တို့ကပြောညံ့တယ် သူတို့ကတာဝန်မယူဘဲနဲ့ဒါမတရားဘက်ကိုအာအာအာရမဘက်ကိုရက်တည်တယ်ပေါ့နော်ဟုတ်ဒါဆိုရင်တော့သူတို့ဘလို့မှခွင့်လွှတ်နိုင်တဲ့အကြောင်းမရှိဘူးဘာလို့ဆိုတော့အဲ့တော့ဟိုသူတို့ဒါမျိုးလှုပ်လိုက်ရင်ပို့ပြီးတော့မငိမ့်ညံ့နိုင်ဘူးမငိမ့်ညံ့နိုင်ရင်ကျွန်တော်တို့နိုင်ငံလည်းအမြန်ဆုံးဖြစ်နေဦးမှာပဲဒါမျိုးတွေကကျွန်တော်အဲပြည်သူနဲ့ဟိုအမှုပညာရှင်နဲ့ဖြစ်စစ်ကောင်စီနဲ့ပြည်သူနဲ့ဖြစ်တော့ပြည်တဲ့လေဆိုတာလေဒီတော်လိုင်းအင်အားစုတွေကအကုန်ပြည်သူကပောက်ဖွာလာတဲ့လူတွေပဲဟုတ်ဟုတ်ဖြစ်နေမှာပဲ ခုနညီလေးပြောသလိုအဲကျွန်တော်တို့ဆင်မွန်မှာကားခဲ့တဲ့သူတွေဆိုတော့ခုနပြောဟိုကျွန်တော်တို့ဒါပြောရင်မှတ်သွားတဲ့ဟာမျိုးတွေရှိတယ်။ဟုတ်ပို့ဆိုတာအနုပညာသမားကိုကျွန်တော်တို့ဇကပုံရှိရောကျွန်တော်တို့ဟိုဟိုဇသမားမဟုတ်လားအဲဇသမားလိုင်းမှတ်သားစရာပါတယ်ဆိုတဲ့ဟာမျိုးမှာကျွန်တော်တို့သွားလို့ရှိရင်ရောက်ဝိုင်းပွဲရောက်ရင်ကျွန်တော်တို့အဲတို့မှတ်သားစရာပြောခဲ့ရင်တို့အဲ့လိုမျိုးမှတ်သွားကြတာဟုတ်ကျွန်တော်ပြက်လုံးနေဆိုလည်းရဟန်းစန်းတိုင်းပြက်လို့မရဘူးအောက်မှာ ကလေးငယ်ရှိတယ် တကြီးရွယ်ရှိရဲတားနဲ့မိမောင်းနဲ့နှမညီကမမရဲ့ရှိတဲ့အတွက်တချို့မှတ်သားစရာစကားတွေပဲပြောရတယ်ဟုတ်အဲကြောင့်မို့အနုပညာလက်နက်အခုနညီလေးဝယ်ပြောသလိုပဲတကယ်အရေးကြီးတယ်ပြည်သူလူထုအတွက်ဟိုကြီးစံတရောင်းမှပြစ်လိုက်လို့ဥမာလက်ထိဝါလို့ဟိုမသေးနိုင်ဘူးစကလုံးတစ်လုံးကလူတယောက်သေးနိုင်တယ်လေအဲ့တော့ရမ်းရေးကြီးတယ်အနုပညာသမားတွေအတွက်တော့အခုအစိုးရဆိုလည်းပို့ဆိုးတယ်အောင်မြင်တဲ့လူတွေဆိုပို့ဆိုးတယ်ဒါပေါ့သူတို့ရဲ့စကားတွေကိုမှတ်သွားလိုက် ပြည်သူလူထုကအဲ့ဒါကိုအဟုတ်မှဝါပြီးတော့ဟိုအီတီကျွဲဖြစ်ဆိုတယ်လို့နော်အဝေးကနှမ်းကြီးအခက်ရီကိုအဝေးကနှမ်းကြီးဟာကျွဲပဲဟာအကုန်လုံးလည်းအေးကျွဲ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 ဟာဟိုမှာကျွဲဆိုပြီးတော့အီတီကျွဲဖြစ်တယ်ဆိုတာအကုန်လုံးကဘူးမသိဘာမသိနဲ့ရမ်းပြီးတော့အမားဟိုပေါ့နော်အမားမှမသိပဲနဲ့ကိုကိုတိုင်းခံစားကြည့်ကြပါနော်ပြီးတော့အနုဟိုအခုဆိုရင်ဟိုအနုပညာသမားတွေရောဒီအစိုးရတွေရောတော်တော် ဆိုးတဲ့လောက်ရက်တွေကိုဒါဘလို့မှလက်ခံနိုင်တဲ့အကြောင်းမရှိပါဘူး။ဟုတ်ကဲ့ပါ။အဲ့တော့တချို့ကပြောကြတယ်အဲခိုင်းလို့လောက်ရတယ်။ခိုင်းလို့လောက်ရတယ်။ဒါနဲ့ဖြစ်တွေ့ဖို့အတွက်အဲထုတ်ပြီးတော့တင်လာကြတယ်။အဲ့တော့ကျွန်တော်တို့ကအာနာသိမ့်မှုကိုစန့်ကျင်ပြီးတော့တော်လိုင်းရေးလုပ်နေတာဆိုတာဒီကောင်းနေခွေးဝဲစားတွေခိုင်းတာကိုမလုံနိုင်လို့ဒီကောင်းနေခိုင်းတာကိုမလုံချင်လို့တော်လိုင်းနေကြတာ။အဲ့ဒါကိုခိုင်းလို့လောက်ရပါတယ်ဆိုတော့အကြောင်းပြချက်ပေးရုံနဲ့တော့ဒါကလုံးဝမလုံနိုင်တဲ့အခြေအနေနောက်တစ်ခုကကျွန်တော်မနေ့ကလည်းကျွန်တော်ချန်နယ်မှာပြောခဲ့ပါတယ်။ဟုတ် ိုင်းပြည်ရဲ့အနာဂတ်ကိုဒီကောင်တွေကကြီးစားတက်နေကြတဲ့သူတွေလို့ကျွန်တော်ခေါင်းစဉ်တက်ခဲ့မနေ့ကပြောတဲ့တပုတ်မှာဆိုလို့ရှိရင်တိုင်းပြည်အနာဂတ်ကိုကြီးစားတက်နေကြတဲ့အနာဂတ်ကိုတက်ဖြတ်ကြတဲ့လူသက်သမားတွေလူသက်သမားထက်တောင်မှပို့ပြီးတော့ဟိုရိုင်းဆိုင်နေကောင်တွေလို့ဆိုရမှာဘာကြောင့်လဲဆိုလို့ရှိရင်ခိုင်းလို့လောရတယ်ထားပါတော့ကျွန်တော်တို့ဥပမာတစ်ခုပဲဟိုပေးကြည့်မယ်တို့လက်နဲ့မကင်တာတစ်ခုပဲပေါ့နော်ကျန်တာအဲစစ်ကောင်စီဘက်ကအတိုင်းပဲလုပ်နေကြဟုတ်ခြေစားလုပ်နေကြအဲ့တော့ကျွန်တော်တို့ အာညီကောင်မရှိတယ်တာသမီးတွေရှိတယ်ဒါပေမဲ့ကိုတာသမီးကိုလူသက်သမားတယောက်ကတတ်သွားတယ်အဲ့လူကဟိုကိုနေ့လည်းရန်ညွှန်းရတာမရှိဘူးဒါပေမဲ့ तू ကပတ်စံရထားတယ်ကျေးစားလူသက်သမားဟုတ်ကျွန်တော်တာသမီးတယောက်ကိုတတ်သွားဒါပေမဲ့ကျွန်တော်ဖီမီတယောက်ကိုအဲ့ဒီကျေးစားလူသက်သမားကတတ်သွားတယ်အဲ့တော့ကျေးစားလူသက်သမားမှာ तू ပတ်စံရတဲ့အတွက်သမားခိုင်းတာလောရတဲ့အတွက်ကျွန်တော်တို့ခွင့်လွန်ပါလား तू တလူသက်သမားလူသက်သမားပဲလူသက်အဲ့မော်အဲ့မော်ပတ်စံရလို့ပဲလို့လို့ဘလူမျိုးပဲလို့လို့လူသက်သမားကလူသက်သမားပဲဒီနည်းတူပဲ အာနာရှင်နေအစင်တင်ပြင်ထားတဲ့အစိတ်ခွက်ကိုကိုတိုင်ကိုကြယူပြီးတော့ပြည်သူတွေအနာဂတ်မျိုးဆက်တွေလူငယ်တွေကိုတိုက်နေကြတယ်ဟုတ်တယ်အဲ့တော့သူတို့ကိုကျွန်တော်တို့ကခိုင်းလို့လောက်ရတာပါဆိုပြီးတော့ခုနဥပမာနဲ့ထင်သာမြင်သာချိန်ဆပြီးကြည့်မယ်ဆိုလို့ရှိရင်အရှင်းဆုံးပဲပတ်စံရလို့သူတို့ကလောက်ရတာပဲဟိုသူတို့တော့ကျွန်တော်တို့ခွင်းလုံးကျွတ်လှုပ်ပေးရမယ်သူတို့ကအပြစ်မရှိပါဘူးလို့ယူဆပြီးဆိုရင်ကျွန်တော်တို့သားသမီးတွေကျွန်တော်တို့အဖေမိတွေကိုတတ်သွားတဲ့လူသက်သမားကိုတ냐ခိုင်းလို့တတ်ရတာပါဆိုပြီးခွင့်လုပ်ပေးလိုက်တယ်လို့ဖြစ်မနေဘူးလား ဒါဒါကျွန်တော်တို့အရှင်းဆုံးဥပမာရှင်းဆုံးဥပမာအဲ့တော့ဒီကောင်းနေခိုင်းလို့လိုးရတာထက်ပိုတယ်ပိုတော့ကွယ်မှာအကျိုးစီးပွားတွေရှိအကျိုးစီးပွားတို့ရဲ့အောင်မြင်မှုတွေတို့ရရှိနေတဲ့ငွေကြေးစည်းစိမ်တွေတို့ရဲ့ပိုင်ဆိုင်မှုတွေဆက်ပြီးတော့လုပ်မဲ့အလုပ်တွေဒါတွေကိုမစွန့်ပစ်နိုင်လို့ဒီအကျိုးစီးပွားတွေကိုဖတ်တွေ့ထားတဲ့အတွက်ခိုင်းရင်တော့လုံလိုက်မယ်ကျန်တာငါတို့နားမလဲဘူးခိုင်းရင်တော့ပြောလိုက်မယ်ကျန်တာငါတို့မသိဘူးဆိုခိုင်းရင်ဆိုလိုက်မယ်ကခိုင်းရင်ကလိုက်မယ်ငိုခိုင်းရင်ငိုလိုက်မယ်ဒါပေမဲ့အဲ့ဒီ နောက်ကွယ်ကနေရရလာတဲ့အကျိုးရလက်ကလူတယောက်ကိုတတ်ထားတယ်ပို့တယ်။တိုင်းပြည်ရဲ့အနာဂတ်နဲ့သက်ဆိုင်နေတဲ့အခုမအားလာလို့လုံနေတဲ့မတရားလူတက်လိုင်းစင်နဲ့သက်ဆိုင်နေ။ဒါကြောင့်မလို့ကျွန်တော်တို့တွေကပြက်ပြက်သားသားဒီကောင်လေးကိုဖိုက်ကောလောက်အောင်မိုင်းကောလောက်အဲ့ပါဆိုလဲအစိုးရတွေအများကြီးပါတယ်။ကျွန်တော်ဟိုကျွန်တော်မှတ်ထားသလောက် ။အဲဒီမှာတွေ့ရတဲ့လောက်ကျွန်တော်ရွတ်ပြမယ်။ဟုတ်။အဲတော့သူတို့ရဲ့အကြောင်းအရာလေးတွေလည်းကျွန်တော်တို့နည်းနည်းပြောရင်သေးတယ်။တခြင်းလေးတွေနော်။တခြင်းလေးတွေလည်းရှိတယ်။တခြင်းလေးတွေလည်းရှိတယ်ကျွန်တော်တို့စောစောမြင့်မြတ်ဆိုခဲ့ရတယ်တခြင်းလေးတွေလည်းရှိတယ်။အဲတော့အဲ့ဒီမှာဆိုရင်အောင်လပါမယ်။အောင်လ။ตัวตะตะลงมาล่ะสิจ้องมันมาเนี่ยแหละพี่เรามาตู้เสร็จแล้วเอาล่ะบามั้ยแล้วก็เวละเวละโพกาอีเราไปโพกาชินนี่ဆိုတော့ကျွန်တော်တို့ ကြိုက်တယ်ဟိုယင်းနေနားထောင်ပေးရတယ်အခုကတော့တို့ညီကိုတော်အမြဲဆူရပါလေအခုကတော့ sorry ပဲရရင်အောင်ပါမယ်အောင်ထက်ပါမယ်ဖြိုးပြေဆုံးဟန်နီတာနီနီခင်စောမစ်ဆန်ဒီချမ်းမြေမောင်ချိုးမေလတန်စင်အိမ်ချစ်အေးမြဖြူနဲ့လိန်မော်ဒီနောက်တစ်ခါကင်စာကြီးကလည်းတချင်းနေရေးဆက်ပြီးတော့ဝိုးရန်စွန်းနန်းစုရီဆိုးရန်နာမိုင်တို့ကတီဆိုပြီးတော့ထုံးကိုကိုယွန်းယွန်းနဲ့တင်စာတို့က တင်းဆောင်ထားကြတယ်မဲပေးကြပါမဲပေးကြပါဆိုပြီးတော့လှုပ်ထားကြတယ်အဲ့တော့ဟိုကောင်ဗိုလ်ချုပ်ဗိုလ်ချုပ်ကိုတချင်းဆက်ဆိုတဲ့ကောင်တော့ဗာသေးတယ်သူလည်းပြိုင်ပွဲမှာတော့ဆိုင်းအောင်ကိုတည်းတယ်ဟိုဝဆိုင်းအောင်ဖြူမြအောင်ဖြူမြအောင်လေပါဝင်ပါတယ်ကျွန်တော်ရုတ်တဖိုင်အတူတွေ့ရတယ်အဲ့တော့ဗဇက်ကတော့အမြဲတမ်းဟိုတကယ်မမကြောကြောစကလုံးညီထွက်ကြတယ်ဒါပေမဲ့နှလုံးသားမှာဆွဆွမြဲမြဲစိတ်ပါလက်ပါနဲ့ခံယူချက်ပြင်းပြင်းထန်ထန်နဲ့တီဆူခံစားခဲ့ကြတာမဟုတ်ဘူးစကလုံးညီပဲရှိတယ် ဖြုံမြောင်တို့အဲဒီခုနကဘလူးဖြုံမြောင်အေးဖြုံမြောင်တို့ဆိုလို့ရှိရင်လည်းဆင်းရုံကိုထည့်ဗိုလ်ချုပ်နဲ့ပတ်သက်ပြီးတော့တောင်တကယ်လူငယ်တွေအတွက်တချင်းနေဆက်ပြီးတော့ဆူကြတယ်ဒါလိုမျိုးဒါဒါကြောင့်လည်းဖြုံမြောင်ဖြစ်တာလေမဗိုလ်ချုပ်တချင်းဆိုလို့ဗိုလ်ချုပ်ဟာဖြစ်လို့အားပြီးဘာလို့ဆိုတော့ဟိုပြည်သူလူထုပေါ်တန်မိုးထားတယ်ပြည်လူကလည်းတန်မိုးပြန်ထားတယ်အဲအခုဘာဖြစ်ပြလဲသူတို့ပြည်သူလူထုကိုအစိတ်ခတ်နေပြီဆိုရင်ပြည်လူထုကလည်းအခု ဟိုမြင်လာပြီဟုတ်ဒါပေမဲ့အဲ့အရာတွေတချို့ကတော့ဟိုခုနပြောဆို6800 800 800တွေကတော့သူတို့ကတော့ဝိုင်းပြီးတော့လော့ပေးနေအောင်ပါပဲဟုတ်အေးဘာဖြစ်လို့လဲဆိုတော့အရန်အရေးကြီးတယ်ခုနပြောဆိုအရန်အရေးကြီးတယ်ဟိုစကလုံးနေနဲ့စကလုံးနေနဲ့ကျွန်တော်တို့ကြီးမှာဆိုအဲစုံငူပြောအတတ်ပညာရှိတယ်အဲဆိုတာလွယ်တယ်ဗျာလူလူတိုင်းလူတိုင်းဆိုတတ်တယ်လေဟုတ်ဟုတ်တို့လည်းဒါအတန်ပါဝါလည်းကောင်းအခုခက်ကတော့စက်တွေပိုင်းလည်းလှုပ်လို့ရနေပြောချင်တာအဲ့တော့ ဆိုဆိုတာထက်ငိုတဲ့ဟမ်ဆိုငိုပြောဆိုတာထက်ငိုတာခက်တယ်ငိုမျက်ရည်ကြားဖို့ဆိုတာဘလူးမှမလို့ဒါပေါ့ဒါပေါ့ချက်ချင်းမျက်ရည်ကြားဆိုလည်းမကြားနိုင်တဲ့ဟာလူတိုင်းမလုံနိုင်ဘူးအဲ့တော့ဆိုတာထက်ငိုတယ်ငိုတာထက်ခက်တာပြောတာပိုခက်တယ်ဟုတ်အဲ့တော့အပြောခက်တဲ့ဟာမှာဟိုလက်လော့စပယ်ဟိုငါကတော့ပတ်ဆိုင်ရရင်ပြီးရောဟိုငါကတော့ဟိုပြီးပြီးသူတွေကခဏပါပြီးရင်ပြီးသွားမှာပဲဆိုတဲ့ဟာမျိုးလက်လက်စပယ်ပြောလိုက်ရင်ပြီးသူနှလုံးသားတွေကိုရောက်သွားရင် အဲ့ဒါအစိတ်တောက်ဖြစ်တယ်ဆိုရင်ဒါခုနအဲကိုဝေရန်ပြောသလိုညီလေးဝေရန်ပြောသလို तू ကပြည်သူလူတို့ကအတတလုံးလုံးအဲ့ဒါကြီးကိုအစိတ်တောက်ကြီးလို့သွားနေတော့မှာအဲ့တော့ဘာဖြစ်လဲဆိုတော့အမားတွေအမားတွေဖြစ်ဖြစ်နေမှာတော့ကြောက်အဲဒီကောင်တွေကိုတော့တေးချာချာဟိုခွေးမိကောက်ချက်တော့ဆုတ်ဆုတ်လို့လှုပ်လို့တော့မရတော့ဘူးဟိုတယောက်လာလဲချော်ပေးလိုက်တယောက်လာလဲချော်ပေးလိုက်နဲ့အခုက तू ကဟိုကိုဝေရန်တို့အမြဲပြောနေကြရှိပါတယ်ဟိုနိုင်ငံကြီးမှာတိုက်ဆိုင်နေတယ်ဆိုတာမရှိဘူးဒါပေါ့ဒါပေါ့သူတို့က ဒါမျိုးတွေစုထားပြီးတော့ဒီလိုမျိုးတွေလှုပ်ဖို့တော့သူတို့မှာသူတို့ပလန်နေနဲ့လူသက်လိုင်စင်ရဖို့တော့သူတို့ပလန်နေနဲ့သူကတေချာလှုပ်ထားတာဟုတ်ဟုတ်ကဲ့ပါအဲ့တော့ရွေးကောက်ပွဲရွေးကောက်ပွဲလို့နာမည်တက်တာပေါ့အဲဆိုမဲလုံးဝလေခဏခဏထွက်ပြောကြတယ်ရွေးကောက်ပွဲဆိုတာအဲတိုင်းပြည်တစ်ခုငြိမ်သက်ဖို့အတွက်လူတို့ရဲ့ဆန္ဒနဲ့ရွေးချယ်ပြီးတော့ဒါအကောင်းဆုံးနီလန်ဖြစ်တယ်ပြောတဲ့စကားလုံးတွေအမှန်ပါတယ်စကားလုံးတွေအမှန်တယ်ဒါပေမဲ့လူတို့ကသူတို့ ရွေးကောက်တင်မြှောက်ခြင်းနဲ့ဆိုရအောင်2020ရွေးကောက်ပွဲတွေကပြက်ပြက်သားသားကိုပြီးသွားပြီရွေးချယ်ပြီးသွားပြောပြီးသွားပြီရွေးချယ်ပြီးသွားပြီဒါကိုအာနာသိန်းနဲ့မကြည်နဲ့လို့ထက်ဆင်ပြီးတော့အသက်ပါပေးပြီးတော့ငါတို့တော့မင်းတို့အုတ်ချုံမှောက်လက်မခံနိုင်ဘူးဆိုတော့လေတောက်လျှောက်ခု၄နှစ်တာ၅နှစ်တာကာလအတွင်းမှာပြတ်တာပြီးသွားပြီဒါကိုထပ်ပြီးတော့ရေကောက်ပွဲရေကောက်ပွဲဆိုပြီးတော့လှုပ်ချင်ကြတယ်အဲ့တော့ပြိုင်ရမယ်သူတွေကလည်းဟို2000နဲ့ 2025ဆိုတဲ့လူမျိုးတွေတကယ်ဦးလေးတို့နော်ပြက်လုံးပြက်လုံးတော့မှာနော်အဲ့လောက်ရည်ကြီးမှရည်ရမယ်ခက်တီတီပဲပြောတာ2025အဲ့တော့အဲ့လိုလူမျိုးလူမျိုးတွေပြီးမနေ့က BBC ကလိုင်းဟောကြည့်လိုက်တယ်အဲ2025ဆိုဘာလဲအကုန်လုံးကလည်းသူအကုန်လုံးသူတို့အခုကတော့အကုန်လုံး2025ရဲ့ဖြစ်ကုန်အဲ့တော့အဲ့လို2025ဆိုတဲ့လူမျိုးတွေမနေ့က BBC မှာအင်တာဗျူးထားတဲ့တယောက်ဆိုရင်ကျွန်တော်2014 15မှာဒီပညာရေးသပိတ်တွေမှာ အကြောင်းသားနိုင်ငံရေးဝင်ရောက်ခဲ့တဲ့တယောက်ပါတယ်ဝင်ရောက်ပြီးတော့ဘဂဒါရဲ့ပတ်စံတွေခိုးမိတ်ဆွေတွေရဲ့ပတ်စံတွေခိုးပြီးတော့ဟို NGO အဖွဲ့တစ်ခုရဲ့ဒီချက်လက်မှတ်အတုလုပ်ပြီးတော့ငွေတွေထုတ်ခိုးခိုးပြီးတော့အဲ့မှာထောင်းနေပါရဲ့ကြထောင်းလွတ်လာပြီးတော့အဲ့မှာတသက်ကိုင်တို့ပါတီရဲ့ဗန္ဒာရင်မူလာမသူဖြစ်နေတာအဲ့ကောကျော်မင်းကျော်မင်းထက်ဟုတ်လားအဲခုတော့ဟိုဝတူပြီးတော့တော်တော်ဟိုဥဆုံနေတယ်ထင်တယ်အရင်တော့ပိမ်ပိမ်တစ်တစ်လေးပဲကျွန်တော်အဲအဲ့ကောင်ကအခုပြည်သုံးလုံးပါတီရဲ့ ိုယ်တည်းအနေနဲ့မှာအင်တာဗျူးတွေတာတွေ့ရအဲ့တော့ရွေးကောက်ခံမဲ့သူတွေကလည်းခုနပြောတဲ့2025ဆိုတဲ့သူတွေရဲ့တခိုးတွေရဲ့ပြီးရင်အရင်ရက်ကပဲဟိုတခိုးကြီးညမှာပြည်သူတွေကမှာဟိုဆက်ဆံနောက်နောက်နဲ့ကြက်ခိုးစားမိတော့ရိုက်တက်လိုက်ရတဲ့လူသက်သမားတွေဒါဒီကောင်တွေကဒီရွေးကောက်ပွဲကြုံလွန်သွားရင်ဥဆောင်မဲ့သူတွေဖြစ်မှာမြို့နယ်တွေတနည်းအားဖြင့်ဆိုလို့ရှိရင်တိုင်းပြည်ကိုခေါင်းဆောင်မဲ့သူတွေဖြစ်မှာအဲ့ဒီတခိုးချဘူးအလီလွင့်ဘဲဂျိုးဘဲချောင်းဘဲချားမှန်မသိတဲ့ကောင်တွေကို နေရာရဖို့သူကသူကသူထားပေးတာတခိုးကဘယ်နေရာနေဓမြဘယ်နေရာနေဟိုကလင်ကကြီးကဘယ်မှာနေဆိုပြီးသူကသူထားထားပေးတာလေအဲကြောင့်ရွေးကောက်ပွဲကအဲ့လောက်ထိရောက်နေတယ်သူကဟိုလူမိုက်တူဆိုရင်လူမိုက်တူပေါ်တာဆွဲဘွားပေါ်တာဆွဲဘွားတက်တက်လုပ်ပေးတာသူကသူလမ်းကြောင်းတော့ဟုတ်နာပဲအဲကြောင့်ဒီကောင်းလေးကိုနေရာရသွားဖို့ဒီကောင်းလေးတရားဝင်ပြည်သူ့ဘောမှာအမျက်ထုတ်ဖို့အတွက်နေရာပေးလိုက်ဖို့အတွက်နှိုးဆော်နေကြတဲ့ဒီအမှုပညာသမားတွေ ဒီဖက်ခွက်စားတွေပေါ့ဗျာသူတို့တော့လူပညာသမားလို့သုံးဖို့ခတ်သွားပြီဒီဖက်ခွက်စားတွေမှာတော့တာဝန်မရှိဘူးလားဘာကြောင့်လဲဆိုလို့ရှင်သူတို့ချစ်တဲ့သူဘယ်နှယောက်လောက်ကနားယောင်သွားမလဲသူတို့ချစ်တဲ့သူဘယ်နှဦးလောက်ကဒါကိုလက်ခံသွားမလဲကျွန်တော်တို့မသိနိုင်ဘူးသူမှလည်းစစ်တမ်းမလုပ်နိုင်ဘူးသိကြတယ်ဟိုချစ်တဲ့သူတွေကတော့သူတို့ချစ်တဲ့လူတွေပြောတဲ့စကားကိုနားထောင်မကြနားထောင်လို့ရှိတယ်အင်းဟုတ်တယ်ကျွန်တော်တို့ပုံကူပုံကူဆွဲတယ်ဗျပုံကူဆွဲရှိတယ်ပုံကူမင်လို့တရားခင်တဲ့ပုံကူခင်လို့တရားမင်တဲ့အကြောင်းတွေအများကြီးရှိတယ် ကိုချစ်တဲ့သူကပြောပြီးကိုသဘောကျတဲ့သူကပြောပြီးဆိုရင်ကျွန်တော်တို့အမှန်တရားလိုပဲလက်ခံကြတဲ့လူတွေများတယ်အဲ့တော့ခုနပြောတဲ့အာနာရှင်ကအစင်သင့်ပြင်ထားတဲ့အစိတ်ခွက်ကိုကျွန်တော်တို့တိုင်းပြည်ရဲ့မျိုးဆက်တွေကျွန်တော်တို့ပြည်သူပြည်သားတွေကိုကိုယ်တိုင်ကိုကြတိုက်ကြတဲ့သူတွေသူတို့မှာ바이ကောမလို့ကျွန်တော်တို့ကဘသူတွေကို바이ကောလို့အောင်ဘသူတွေကိုစန့်ကျင်ကြဒါကကျွန်တော်တို့အဖြေပဲရှင်းရှင်းလေးပဲအဲ့တော့ဒီကောင်းလေးအေးဘယ်တော့ထပ်ပြီးတော့ရုံမှလာအောင်ပါပါဒီအဆိုတော်တွေ နောက်ဆိုရင်နောက်ဟိုတပင်ရဆိုရင်တော့အခုကပြောစရာမလိုတော့ဘူးတပင်ကလည်းတပင်ကထွက်လာပြီးတော့အများကြီးနောက်ကျုပ်တည်းရောအိန္ဒိယအိန္ဒိယကဖိုးချစ်လာအေးဖိုးချစ်ဟိုမှာကုန်း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 နဲ့အဲ့မှာမင်းအောင်လိုက်ကိုဘာလဲပေးနေလဲမသိဘူးအေးနှုတ်ဟိုပါဘာလဲနှုတ်တည်ချင်းညာလားမသိဘူးဘာလဲဟိုတသောင်းတန်ပွဲမှာလားမသိဘူးဟုတ်အကောင်သူတို့တွေကဒီလိုပဲလာကြအောင်မှာဟိုပြည်သူလူထုခုနကြီးလေးပြောဆိုဒီကောင်တွေကဟိုသူတို့စကားပဲနားထောင်မှာသူတို့ပြောတဲ့စကားပဲနားထောင်မှာတချို့ပြည်သူတွေချို့ဆိုဟိုတလောကဆိုပြီးခဲ့တဲ့ တပတ်လောက်ကလိုင်းဖြတ်ထားတာဟုတ်ဒီနေ့မှတော့လိုင်းဖြတ်ထားတာဝိုင်ပိုင်လဲစအကုန်မရကြဘူးဟုတ်တချို့ဆိုဟိုဖုန်းမသုံးကြဘူးဟိုတစ်တော့တွေပါလဲမသုံးဒီဆိုရှယ်မီဒီယာကိုတိတ်မသုံးကြဘူးဟိုလိုင်းမမီတော့မသုံးတော့ဘူးဟာဆိုတဲ့ဟာမျိုးမှာဟိုတီဗီရမယ်လွှင့်တယ်ဒီကောင်လေးရဲ့ဝါရမိုင်းတိုက်နေကြအဲဖန်သားပြင်ပေါ်နေတယ်ဟိုနှစ်ပေါင်းများစွာတည်းကပြည်သူစိုက်ွားထည့်လာတယ်အဲ့ကနေပြီးလွှင့်တယ်အဲ့ဒါကိုပဲ တချို့လူတွေကအဲခုနသူတို့ချစ်တဲ့လူတွေကတော့ဒါတွေပြောပါလားဆိုတဲ့ဟာမျိုးတွေရိုက်သွင်းနေတာတောက်လျှောက်ဟုတ်ဒါကတော့ဟိုသူတို့ပါအရင်အမြင့်ဖြတ်မှာအမြင့်ဖြတ်မှာသူတို့အမြင့်ဖြတ်ပြီးတော့ရှင်းသိနေတာရှင်းဟိုတာဝန်ဒီကျွန်တော်တို့တော်လိုင်းအင်အားစုတွေကလည်းဟိုဘသူဘသူဟိုမှိန်နေတို့တာပြီးရင်ထောင်ချမလားထောင်ချအေးယူရမှာပေါ့နော်ပြင်းပြထန်တယ်ဘာလို့ဆိုတော့ဒါပြည်သူလူထုကိုဟိုစော်ကားတယ်ဒါပြည်သူလူထုကို အာနာရှင်ကတတ်ဖို့တော့ဝိုင်းပြီးတော့ဒါဝိုင်းဟိုဖမ်းချုပ်ပေးနေတယ်ဟိုမတရားဘက်မှာရက်တီပေးနေဆိုတာဆိုတာကိုသူကလင်းလင်းထင်းထင်းပေါ်ပေါ်တင်းတင်းပြလာပြီဆိုတော့သူတို့မှာအပြစ်မကင်းဘူးနောက်ဘလူတွေဆက်ဖြစ်လာမယ်ပြီးတော့ဘယ်အမှုပညာရှင်တွေအခုဆိုလဲဒီမှာနေဝင်းတို့ကလည်းဟိုတောင်းမန်တီတောင်းမန်တဲ့ဟာတွေလာတဲ့ဟာမျိုးတွေသူလည်းထပ်ဖြစ်အောင်မှာဖြစ်နေအောင်မှာအဲ့လိုဟာတွေကအဲ့ဒါတွေကိုကျွန်တော်တို့လည်းကျွန်တော်တို့တတ်နိုင်သလောက်တော့အကောင်းဆုံးဟိုပြည်သူလူထုကိုရှင်းပြတယ်ပြောပြတယ် ပြည်သူလူထုလေးလည်းအကြောက်တရားတွေအထက်ခံထားရတာတွေလည်းဟိုမကြောက်ပါနဲ့ကျွန်တော်တို့ကြောက်တဲ့နှစ်ခါတေးရတယ်ပေါ့နော်ဟိုကိုကမတေးရသေးဘူးဟိုကြောက်ပြီးတော့ဟိုတေးရတော့မလားတေးရတော့မလားငါလာတတ်တော့မလားငါလာဖမ်းတော့မလားဆိုပြီးတော့ဟောအဲ့ဒါနဲ့စစ်ကောင်စီဘက်ပါသွားပြီးတော့မတရားမှုဘက်ပါသွားပြီးတော့သွားပြီးတော့မဲထဲထဲမဲဟိုဟိုရအောင်ဒါပြောလိုက်ဆိုလဲဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးတော့ကြောက်လန့်နဲ့ပြောပြီးတော့အဲ့မှာသူကဘဝတစ်ခါသေးတယ်ဒါကကိုမလို့ရှင်တဲ့လှုပ်တွေလှုပ်ရတာတစ်ခါသေးတယ် ီးတော့အာပြည်သူလူထုကအပြစ်ထက် ပြီးတော့သုံးကားသေးတယ်ဘဝအထက်ထက်သေရမယ်ဟိုအမှုမြညာရှင်နေတဲ့အဆိုတော်တွေကခါပေါင်းများလာသေရမယ်လူတွေဟုတ်ကဲ့ပါအဲ့တော့ခေကောင်းတဲ့ချိန်မှာတော့သူတို့ရဲ့ပြောဆိုမှုတွေသူတို့ရဲ့ပညာရက်တွေနဲ့ပေါ့ဗျာပြည်သူလူထုရဲ့အားပေးဝန်းရံမှုနဲ့ပြည်သူထမင်းလှုပ်ထဲကနေပြီးတော့ခွဲဝေပြီးတော့အကျိုးမြတ်တွေအများကြီးရထားတဲ့သူတွေအဲ့နေ့စဉ်နဲ့မြောက်ပါပဲဒီကောင်တွေလဲ Facebook လဲတော်တော်သုံးကြပါတယ် follower တွေဆိုလဲမီလီယံနဲ့ချီပြီးတော့ရှိကြပါတယ် နေ့စဉ်နဲ့မြတိုင်းပြည်မှာဖြစ်နေတဲ့အကြောင်းအရာတွေလေဒီကောင်တွေမသိဘူးမဟုတ်ပါဘူးသိပါဘာလို့လဲဆိုရင်ကျွန်တော်တို့နိုင်ငံချင်းချင်းလေးကိုဆိုရှယ်မီဒီယာသုံးနေတဲ့သတင်းတွေမှာသတင်းဌာနတစ်ခုတော့ခက်သစ်ကြည့်ရင်တော့မှသိနိုင် BBC နောက်ကဟိုအများကြီးပါအများကြီးပါသတင်းတွေပါအများကြီးပါနေ့စဉ်နဲ့မြပြည်သူကိုတတ်ဖြတ်နေတဲ့အကြောင်းအရာတွေကျွန်တော်တို့မတွေ့ချင်ပါအဆုံးဖြစ်နေကြတယ်အဲ့တော့တစ်ဖက်မှာတစ်ဖက်ချမ်းကပြည်သူတွေကအဲ့လောက်ထိအိမ်နေဆိုရင်လေဟိုငုတ်တူပဲကျွန်တော်တို့အထိသားသမီးတွေဆိုရင်လေ ဝင်ရောက်တက်ဖြတ်ခံရတဲ့ဒီအကုန်လုံးပိတ်ဆက်ပြီးတော့ထမ်းပိုးနေရတဲ့ကာလမှာသူတို့တော့ကျွန်တော်တို့ကထွေထွေထူးထူးထူးပြီးတော့နားလည်းမပေးနိုင်ဟုတ်တယ်နားလည်းမပေးမနိုင်ခိုင်းလို့လို့ရတာပါသူတို့အောက်မှာမဖြစ်မနေရှိနေရလို့လောက်ရတာပါဆိုတော့ဖြည့်ရှင်းချက်လောက်နေတော့ကျွန်တော်တို့နားလည်းမပေးနိုင်ကျွန်တော်တို့အတ္တကြီးတယ်လို့ပဲဆိုဆိုတကူကောင်းသမားလို့ပဲပြောပြောနောက်တစ်ခုကရှိသေးတယ်မင်းတို့ကဟို ထားပါတော့နေဆက်တခြားကျွန်တော်ဆိုနေဆက်နိုင်ငံမှာပေါ့နေဆက်နိုင်ငံမှာပေါ့ဒီမှာနိုင်ငံနဲ့အနည်းဆုံးရှိတဲ့နေဆက်နိုင်ငံမှာမင်းတို့ကဒုတိယနိုင်ငံတွေတတိယနိုင်ငံတွေကရှိနေလို့ဒီလိုပြောရတာပေါ့ကျွန်တော်တို့ကသူတို့ခိုင်းတာတွေကိုမလုပ်ချင်လို့သူတို့အောက်မှာလက်အောက်မှာမနေချင်လို့ကိုယုံထွက်ပြီးတော့ဒီလိုမျိုးထိယုံထွက်ပြီးတော့ဘဝတွေတခြားကျွန်တော်တို့ရဲ့ပညာရက်တွေကိုကဲကဲလို့ဆိုလဲဟိုဒါကျွန်တော်တို့ဂုံကျွန်တော်တို့ပေါ်နေရမှာပေါ့သူတို့စင်ပေါ်မှာဖြုတ်ပြရတဲ့အောင်မြင်ခဲ့တဲ့တကယ်ချမ်းချမ်းတော့ကောင်းနေတဲ့အချိန်တွေမှာဒါတွေအားလုံးကို ရင်းခဲ့ကြ။ဘာကြောင့်လဲဆိုတော့ခိုင်းတာမလို့ချင်လို့ဗျာ။ဒီကောင်နေခိုင်းတာကိုကျွန်တော်တို့ကဘာလို့လုပ်အောင်မလဲ။တိုင်းပြည်အတွက်လည်းမဟုတ်ဘူး။သူတို့အကျိုးစီးပွားအတွက်သူတို့မိသားစုကောင်းစားဖို့အတွက်သူတို့ခိုင်းတာကိုကျွန်တော်တို့ကမလို့ချင်ဘူး။တော်လိုင်းရေးဆိုတာယုံကြည်ပြီးတော့တော်လိုင်းရေးထဲမှာပါဝင်နေကြတဲ့သူတွေ။အဲ့တော့ဘယ်နေရာပဲရောက်ရောက်ဘယ်လိုဘယ်ဒေသကပဲနေရနေရမိသားစုနဲ့အကုန်လုံးခွဲနေကြရတာ။ဘယ်လိုချင်းတွေမျိုးပဲရောက်ရောက်ကျွန်တော်တို့ကဒီလိုမျိုးကိုယုံကြည်ချက်တိုင်းရက်တည်ပြီးတော့ပြောနေကြတာယုံကြည်ချက်တိုင်းပြည်သူကိုတတ်ရင်ဒီကောင်တွေပြည်သူကိုတတ်တယ်ဒီကောင်တွေကတရားခံဖြစ်တယ် ျွန်တော်တို့ဗဇက်ကပြောနိုင်ဗဇက်ကပြောမယ်လက်နဲ့တနက်ကင်ပြီးချိန်မိုးနိုင်ရင်တနက်ကင်ပြီးချိန်မိုးမယ်တရင်တပုတ်နဲ့ရေးပြီးတော့ဖော်ပြလို့ရရင်တရင်တပုတ်ရေးပြီးတော့ကျွန်တော်တို့ကဘာကြီးသိအောင်လူတွေသိအောင်ဒီကောင်တွေရဲ့မတရားမှုတွေကိုကျွန်တော်တို့ပြောမယ်နောက်နောက်အဲ့ဒီကောင်တွေလူတော့ကျွန်တော်တို့ကဖုံးဖီပေးမယ်လူတွေမဟုတ်ဘူးဟုတ်တယ်အဲ့တော့ဖုံးဖီပေးတဲ့သူတွေကတေးကြတယ်တမန်လူတက်ကောင်နဲ့ပေါင်းတဲ့ကောင်တွေလူတက်ကောင်နဲ့တကြိတ်တည်းတညာနဲ့သူလူတက်နေတာကိုမျက်စိရှိမှလဲတွေ့တယ်ကိုကပါ အဲ့ဒီဟုတ်ပါဖေမမဖေသွားလုံးလူတက်မှုကိုထောက်ခံပြီးတော့ကာပါပေးနေဆိုရင်ဒါလူတက်သမားနဲ့မချဘူးအလိုလိုအလိုပါလိုအဲ့ဒီအလိုလိုလိုပါတွေကိုကျွန်တော်တို့ကထူးပြီးတော့ခွင့်လွှတ်မှုမပေးနိုင်ဘူးမပေးနိုင်ပြည်သူလူထုနဲ့ဒီကောင်တွေကိုခွင့်လွှတ်မှုပေးရမှာနဲ့ရွေးချယ်လာလို့ရှိရင်ကျွန်တော်တို့ပြည်သူလူထုဘာမှမရှိဘူးဟုတ်တယ်ဘာကြောင့်လဲဆိုတော့နေ့စဉ်တည်ကြည်ပျက်စီးနေရတာနေ့စဉ်ပိစက်နေရတာမျက်လုံးတစ်လုံးကျွန်တော်တို့တစ်ဖက်လက်တစ်ဖက်အသက်ခံတာကိုကျွန်တော်တို့အရင်တစ်ခေါက်စကားဝိုင်းမှာလည်းပြောခဲ့တာတလေလေးစီးနေကြတယ်တနိုင်ငံနဲ့ နေကြတယ်တမီတဲ့နေတရေတဲ့တောက်ဆိုရင်ခင်ဗျားတို့ဗဇက်ကတွင်တွင်ပြောနေတဲ့ကျွန်တော်တို့နိုင်ငံသားတွေဟုတ်လေထိပ်ပိုင်းကအပေါက်ပေါက်နေတော့ကျွန်တော်တို့နောက်ပိုင်းမှာထိုင်နေပြီမဲ့ငါနေရမဟုတ်သေးပါဘူးဆိုပြီးတော့ရက်ကြည့်နေမဲ့လူသားတွေမဟုတ်ဘူးဒီတွက်ကြောင့်ကျွန်တော်တို့ပြောတယ်ဒီတွက်ကြောင့်ကျွန်တော်တို့ပြက်ပြက်သားသားလုံးအောင်မဲ့အကြောင်းအရာတွေကိုပြက်ပြက်သားသားလုပ်မယ်ပြည်ရင်းကောင်းနေကျွန်တော်တို့ကြိုက်တဲ့အစိုးရတွေတေးရေးတွေအစိုးရမတွေအကုန်လုံးကအဲ့ဘက်ပါသွားတယ်တချင်းတပုတ်မှနားထောင်တရားမရှိတော့မနားထောင်ဘူးကြာဘာဖြစ်လဲနားမထောင်ဘူးကြာဟုတ်တယ်လေဒါကတော့ကျွန်တော်တို့တေးချတာ လောက်ရမယ်ခုနအဲကိုဝင်ပြောသလိုကျွန်တော်တို့အကုန်လုံးစွန့်လွှတ်ထားပြီဗျာဘဝမှာဟိုမကျင်တဲ့ဟုတ်မကြိုက်လို့ဒီ main online လည်းမကြိုက်လို့တို့အာနာရှင်တတိုက်ရုပ်မာတဲ့ကောင်လက်နဲ့ကင်ပြီးတော့ရိုင်းဆိုင်နေပြီးသူလူတို့အနိုင်ကျင့်နေပြည်သူလူတို့ကတိမ်မြောက်ရတဲ့အစိုးရကိုမတရားဟိုပြည်သူကလက်နဲ့ရေးတာကောင်တွေခြေနဲ့ဖျက်ဆီးတယ်အဲ့တော့ကျွန်တော်မကြိုက်မကြိုက်တော့တော်လန်တယ်အဲ့တော့တော်လန်တယ်ဖြစ်နေတာဖြစ်အဲ့တော့သွားမင်းတို့အောက်မှာလည်းမနေမင်းတို့စကားလည်းနားမထောင်ဘူးငါတို့တော်လန်တယ်ကွာမင်းတို့မတရားလုပ်တာငါတို့ ငါတို့မနိုင်ငါတို့နိုင်တဲ့လူနဲ့တင်ပြမယ်။ဒါမင်းကငါတို့နောက်ဆုံးဖက်ကြရကြရကွာထိုးရထိုးရတတ်တတ်ဘာလို့ဆိုတော့ဟိုမြန်မာပြည်မှာနေတဲ့လူတွေဟိုအကုန်လုံးကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံလူတွေကြတော့ဟိုကိုဖြစ်မှကိုခံမှဟိုကိုချင်းစာတရားနဲတယ်အဲအရင်တော့ကတော့ဟိုပြောရင်ဟိုငါမြန်မာပြည်သားတွေကဟိုမြန်မာဗမာတွေကချစ်ဖို့ကောင်းလိုက်တာ ိုကရင်တိုင်းအကုန်လုံးအဆုံပေါ့နော်အကုန်လုံးချစ်ဖို့ကောင်းလိုက်တာဘာညာနဲ့တကယ်တမ်းကျတော့သူတို့ကဟိုစိတ်သဘောထားကောင်းတာလားဟိုအမှန်တရားပေါ့ရက်မရက်ဒီပဲနဲ့ဒီအာဓမနဲ့အာဓမနဲ့အာဓမနဲ့ဓမ္မဘောင်ဘယ်ဟာဘာမှမသိတာလားဒါမှမဟုတ်သူတို့ကမသိကြအောင်ဆောင်နေကြလားကိုဖြစ်မှကိုခံရမှာလားအခုအခုနှေးတင်နေအမြဆုံးရှုံးနေရတဲ့ပြည်သူလူထုတွေကလေးငယ်တွေ ကျွန်တော်ဆိုလဲဗျာကျွန်တော်ဆိုလဲဒါကျွန်တော်ရှင်းရင်းလေးကျွန်တော်ပွဲကတယ်လူရှင်တော်တယောက်ကျွန်တော်ရည်စရာတွေစဉ်းစားမယ်ရည်စရာတွေပေးတဲ့ကိုပြောရှင်းရင်းထားမယ်ကျွန်တော်ပွဲကမယ်ကျွန်တော်အမြဲတမ်းတွေးနေတယ်ကျွန်တော်ခေါင်းထဲမှာကျွန်တော်လူရှင်တော်ဆိုတော့ပေးတဲ့ကိုဖြောပြမယ်ပေးတဲ့ကြည်စေခြင်းနဲ့ပြည်သူတို့ပင်ပန်းလာတို့အလုတ်လောက်လာကြတာတို့ခက်ခဲလာလာပင်ပန်းလာခဏတည်းအမောပြေဘူးတို့ကကျွန်တော်ဟာတာတွေပြောမယ်ကျွန်တော်အဲ့ဒါတွေပဲစဉ်းစားတာအခုတော့ဟိုကျွန်တော်တို့ကလည်းကျွန်တော်တို့လုံးကျွန်တော်တို့လုံးမလောက်အောင်ဗျာဟိုဒီစောက်သုံးစောက်သုံးမကြတဲ့ကောင်လုံးနေတော့ ကျွန်တော်တို့ပါရောပြီးတော့အကုန်လုံးအကုန်လုံးပြည်သူတွေလည်းဒုက္ခရောက်အကုန်လုံးဖျို့ဖျဲတွေဖြစ်နေတာဒါကဘလူးတော့မှမကောင်းဘူးအခုဆိုကျွန်တော်ဆိုဒါဟိုကိုယ်တိုင်လည်းတိုက်တယ်နိုင်ငံလည်းရတယ်ဒါကြည့်ပါအဲ့မြို့ပေါ်မှာနေနေတဲ့လူတွေစစ်ကောင်စီကဘာမှမလုပ်ပါဘူးဟိုအေးစစ်သေးလည်းမဲလာပေးပါဆိုတော့လူတွေခင်ဗျားတို့လည်းလာကြည့်ပါเนาะကျွန်တော်ကိုယ်တိုင်ကျွန်တော်ရှိမှလည်း ျက်စီးဆုံးရှုံးသွားတဲ့ဟာတွေတေဆုံးသွားတဲ့အနိုင်ကျင့်ပြီးတော့ရွာတွေမိရှုလေနေနဲ့ဘုံကျဲနော်နေ့စဉ်နဲ့အမြဲဒီလိုလုံနေတာကိုကျွန်တော်တို့ကဘာကြောင့်လက်ခံရမှာလက်ခံနိုင်တာအကြောင်းမျိုးအဲ့တော့ကျွန်တော်အတွင်းမှာရှင်းပြတာလေရင်ကျွန်တော်မကြက်လေရင်ကွင်းကိုဖျက်ဆီးမယ်လေရင်ကွင်းကိုဘယ်လိုဖျက်ဆီးလို့ရမလဲဖျက်ဆီးလို့မရရင်ရအောင်ဖျက်ဆီးနိုင်လဲလို့ရှိရင်ဆပ်ပုတ်ပေးမယ်ဝိုင်းလုံးမယ်အဲအမြင့်ဖျက်မယ်ဒါပဲအဲ့ဒါမှကျွန်တော်တို့နောင်လာမဲ့ကလေးတွေကလည်းဟိုဒီအာနာရှင်ရဲ့ဘယ်တော့မှအာနာရှင်မြင့်ပြုတ်သွားမယ် ဟိုကောင်းဆုံးမြန်မာနိုင်ငံကြီးတစ်ခုเนาะအကုန်လုံးတိုင်းသားအကုန်လုံးဟိုမိသားစုတွေမိသားစုတွေအကုန်လုံးပျော်ပျော်ရွှင်ရွှင်နဲ့ကိုယ်လုပ်တွေကိုယ်လုပ်ဟိုနိုင်ငံကြီးလှပပြီးတာယာပျော်ရွှင်တဲ့နိုင်ငံကြီးအမြန်ဆုံးလိုချင်ကြတာပဲအကုန်လုံးအဲ့တော့အဲ့ရအောင်ကျွန်တော်တို့ဥတည်ပြီးသွားနေတဲ့သူကအဲ့ကြားထဲမှာဟဲ့ရောက်မင်းဒါပြောလို့မင်းကိုလုံမယ်ဆိုလဲဟိုပြန်ထိုးမဲ့ဖိုက်မဲ့កောင်ထဲမှာပါရတဲ့ကျွန်တော်တို့တော့လုံးဝသူကကိုကိုယုံကြည်တယ်အဲ့တော့ပြန်ဖိုက်မယ်ပြီးတဲ့အထိ ဟုတ်ကဲ့ပါအဲ့တော့ဒီလိုမျိုးအမှုပညာလက်နက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ဆက်ပြီးတော့ပြောပါမယ်တခြားဗီဒူဘက်ကရည်တည်ကြတဲ့အမှုပညာရှင်တွေကိုလည်းအလင်းသိင်သိင်တယ်လို့ဖိတ်ခေါ်ပြီးတော့ကျွန်တော်တို့ပြောပါမယ်အဲ့တော့ကျွန်တော်တို့ဒီကာလကအတွေ့ခေါ်ရလဲတွန်လန်တိုက်ပွဲဝင်ရတဲ့ကာလဖြစ်တယ်ကျွန်တော်စဉ်းစားသုံးသပ်ရမယ်အချက်လက်တွေကိုတခြားနားထောင်ရမယ်မဟာလာတို့ကတစ်ဖက်မှာကြီးစံနေဘုံစံနေအမြောက်စံနေနဲ့ တိုက်ခိုက်နေကြတယ်လို့ပြည်သူကိုတက်ဖြတ်နေကြတယ်လို့တစ်ဖက်မှာလည်းကျွန်တော်တို့သိတိမထားမိတဲ့စစ်မျက်နှာကိုဖွင့်တာဒါကအမှုပညာနဲ့လူမှုကိုဝါဒဖြန့်နေလမ်းစဉ်နဲ့လုပ်နေကြတယ်ဟာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတချို့အရာတွေမှာဆိုလို့ရှိရင်အလွားပါပါလေးအလွားပါပါလေးခုနခုနကျွန်တော်တို့ဆက်စားချင်းတည်ပြောခဲ့တဲ့အမျိုးခိုင်းလို့လိုရတာပါဆိုတဲ့ဟာအလွားပါပါလေးအဲ့တော့ဒီကောင်းနေခိုင်းတာကိုမလုပ်ချင်လို့ကျွန်တော်တို့ဒေါ်လာရေးလုပ်နေကြတယ် တော့ခိုင်းလို့လိုရတာနဲ့ဟိုသူတို့ခိုင်းတာကိုမလို့ချင်လို့တော်လှန်နေကြတဲ့ကြားထဲမှာအလွှာလေးကပါပါလေကျွန်တော်တို့တေချာစစ်စစ်ငုံငုံတွေးကြည့်ဖို့လိုတယ်အချက်လက်တွေကိုကြည့်ဖို့လိုတယ်ကျွန်တော်တို့ရဲ့လူသားတွေရဲ့ဖြစ်တည်မှုမှာလှုပ်တင်တာကိုလှုပ်ဖို့နဲ့မလှုပ်တင်တာကိုမလှုပ်ဖို့အဲ့တော့မလှုပ်တင်တာကိုမလှုပ်ဖဲနဲ့နေနေုံနဲ့မပြီးဘူးကျွန်တော်တို့လှုပ်တင်တာတွေကိုလည်းဖြစ်အောင်လုပ်အောင်လုပ်ပါမယ်လေ PC အရေးကြီးတယ် အားပေးတဲ့သူတွေကိုအားပေးရမယ်ချင်းမြောက်တဲ့သူတွေချင်းမြောက်အားမပေးတဲ့သူတွေချင်းမြောက်မှုမပေးတဲ့သူတွေကိုလည်းပြက်ပြက်သားသားကျွန်တော်တို့ဆုံးဖြတ်ဆန့်ကျင်ရမယ်ဆိုရှယ်ပန်နစ်မန့်လုပ်ရမယ်လူမှုရေးပြစ်ဒဏ်ပေးရမယ်ဒါကြောင့်မလို့ကျွန်တော်တို့အသွေးတွေအသားတွေကနေပြီးတော့ဒါတွေကိုမှတ်တမ်းတင်ထားခြင်းနဲ့ဘာကြောင့်လဲဆိုရင်တိုင်းပြည်ကအရေးကြီးတဲ့ကာလမှာအနာရှင်ပြင်ဆင်ပေးထားတဲ့အစိတ်ခွက်ကိုကိုယ်တိုင်ကိုယ်ကျယူပြီးတိုင်းပြည်ရဲ့အနာဂတ်ကိုအစိတ်ခတ်တဲ့လူငယ်တွေကိုအစိတ် တိုက်ကြွေးတယ်အဲ့ဒီလူတွေကတစ်ချိန်ချိန်မှာပြန်ပြီးတော့ဓာတ်တွေအတွက်တာဝန်ခံရမယ်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ဒီကာလမှာတိုင်းပြည်ကိုအစိတ်ခတ်ခဲ့တဲ့ကောင်တွေတစ်ချိန်ချိန်မှာသူတို့ရဲ့လုပ်ရက်အတွက်ပြန်ပြီးတော့တာဝန်ခံရမယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ဟုတ်တယ်ဒါကတော့ဒီကောင်တွေဘလို့မှရှောင်လွှဲလို့မရကြီးอ่ะသူလှုပ်ပြီးပါပြီလေပြည်သူတို့လှုပ်ထားတယ်ပြည်သူတို့အနိုင်ကျင့်ထားတယ်ပြည်သူတို့အစိတ်ခတ်ထားတယ်ဆိုရင်ဒါသူတို့သူတို့မှအပြစ်ရှိတာပဲအပြစ်ရှိရင်တော့ခံရမှာပဲ အဲ့ဒါလည်းပြည်သူကပဲတန်ခတ်လိမ့်မယ်ရှင်းရှင်းလေးပဲပြည်သူကတန်ခတ်ချက်ချင်းဆိုသလိုဖြစ်လိမ့်မယ်အကုန်လုံးကပြည်သူတန်ခတ်ရင်ဘယ်သူမှမခံနိုင်ပါဘူးအဓိကတော့ပြည်သူပါပဲဟုတ်โอเคပါအဲ့တော့ကျွန်တော်တို့2025ရေကျွန်တော်တို့2025နိုဝင်ဘာလ7ရက် နေ့မှာလူပညာလက်နက်ဘုတ်ကက်စကဝိုင်းကတော့ဒီမြပါပဲကျွန်တော်တို့နောက်ထပ်နောက်ထပ်ဒီထပ်ပို့ပြီးတော့တင်ဆက်နိုင်အောင်တခြားဆွေးနွေးသုံးသပ်စရာအကြောင်းအရာတွေနဲ့တခြားကျွန်တော်တို့လူပညာနဲ့ ဟိုတော်လိုင်းဘက်မှာယက်တီကြတဲ့ကျွန်တော်တို့ညီကိုမောင်နှမတွေကိုဖိတ်ခေါ်ပြီးတော့အနုပညာလက်နက်ပေါကတ်ကိုဆက်ပြီးတော့သွားပါမယ်ဒီနေ့အတွက်ကတော့ပြီးတော့ကျွန်တော်တို့အဲအနုပညာတပည့်အနုပညာသမားတွေလည်းပါမယ်ကျွန်တော်တို့ဟိုဘက်ဘောမတွေလည်းတိုက်ရင်းနဲ့ကျွန်တော်တို့ညီကိုလေးဒီဘက်မှာလည်းပို့ပြီးတော့စုစုစည်းစည်းနဲ့လှုပ်တွေအများကြီးလည်းဆက်ပြီးတော့လှုပ်ကြမယ်နော်ညီဟုတ်ကဲ့ပါအကြောင်းမလို့ဒီနေ့မှာတော့ကျွန်တော်တို့ပြပြသားသားစန့်ကျင်ရမယ့်သူတွေကိုစန့်ကျင်မယ်လှုပ်တင်တာတွေကိုလှုပ်ရမှာဖြစ်တယ်လို့မလှုပ်တင်တာတွေကိုလည်းကျွန်တော်တို့မလှုပ်ဖိနဲ့ပြပြသားသား ဆန့်ကျင်ကြမယ်ကျွန်တော်တို့အမှတ်တညာထဲမှာဒီအနုပညာရှင်တွေလို့ခေါင်းစဉ်တက်ထားတဲ့ဖက်ခွက်စားတွေကိုမေ့မပြစ်ပါဘူးကျွန်တော်တို့မှတ်ထားပါတယ်တစ်ချိန်ချိန်မှာပြန်ပြီးတော့တာဝန်ခံရပါလိမ့်မယ်